ရေကူးအားကစားသမားတွေပြိုင်ပွဲအတွင်းစပင်းမလို့ထိမ့်သိမ်းကြလေတည်ကြပါသလားပြိုင်ပွဲစီမံအတိုင်းရေကူးချန်ပီယံရဲ့စပင်းတမွေးကျွတ်သွားမယ်ဆိုရင်တော့အမှန်လျှော်ခံရတယ်ဒါကြောင့်မို့ရေကူးချန်ပီယံတွေမှာပြိုင်ပွဲမစားမီအရေးကြီးတဲ့တာဝန်ရှိပါတယ်ပြိုင်ပွဲမစားမီစပင်းကိုလုံးဝကတ်နေအောင်ဆေးတွေတုပ်ရတယ်ပကံပြားတဲ့ရေဘူးထည့်ပြီးစပင်းမကျွတ်စေတဲ့အမှုထည့်နေကြတယ်လုံးဝဆေးပြစ်နေတဲ့အရေးတွေကိုစပင်းအနှံ့တုပ်ပေးပြီးလေမိုးဆန်နဲ့ချောက်အောင်မှုပေးကြတယ်အဲ့လိုဆိုရင်တော့စပင်းတွေလုံးဝမကျွတ်ဘဲဆေးကတ်နေမှာပါ ပို့ပြီးတော့စိတ်ချရအောင်ရေကူးချန်ပီယံတွေကဘယ်တော့မှတထက်တည်းမတုံပဲအကြေးများစွာတုံပေးပါလေစပင်ကလည်းကြွဆက်ဆက်အတန်ထွက်ပြီးတကြားမုံနဲ့တော့တူနေပါပြီအကုန်လုံးမသိတာကတော့သူ့ရဲ့အနံကတော့ရှုလို့မကောင်းပဲအယမ်းနံပါလေဒါကြောင့်မို့ရေကူးချန်ပီယံတွေကတေချာလှုပ်ထားတဲ့ကော်ရီကိုတုံကြပါလေအလို့ဆိုအနံအယမ်းမဆိုတော့ပါဘူးလုံနေတုံကတော့ဘာမှမဖြစ်ပါဘူးပြိုင်ပွဲပြီးသွားရင်တော့ခွာရတာအယမ်းခတ်ပါလေကော်ရီကရင်းနဲ့ဆေးရခတ်ပြီးအပြင်ပိုင်းကလည်းဆေးကြောရတာမလွယ်ကူပါဘူးစပင်တွေက PK တုံးအကြီးကြီးနဲ့တူနေပါလေ အရင်ဆုံးရင်းနှီးနဲ့ဆေးချရတယ်ပြီးရင်တော့ကရိယာတွေနဲ့ဖြည်းဖြည်းချင်းတလွားချင်းခွာချပေးရတယ်ဒီလိုဆိုစပင်းမွေးတွေမကျွတ်တော့ပါဘူးအချိန်ကြာလာရင်တော့စပင်းတွေပုံမှန်လိုမျိုးပြန်ကောင်းလာပါလိမ့်မယ်ဘတ်စကတ်ဘောချင်းမှာကျိုးတွေမရှိဘူးဆိုရင်ဘယ်လိုဖြစ်သွားမလဲဘတ်စကတ်ဘောအားကစားသမားတွေကစံချိန်ချိုးဖို့အတွက်ပုံမှန်သုံးနေကြဘတ်စကတ်ဘောတွေအစားတခြားဟာတွေအစားတို့သုံးလာကြတယ်ကျိုးအစာအတိလို့လေးတက်လိုက်မယ်ဆိုရင်တော့ဘလို့ဖြစ်သွားမလဲပလတ်စတစ်ချောင်းကိုချောင်းကိုကျိုးအစာတက်ဆင်လိုက်မယ်သူတို့တွေကဘတ်စကတ်ဘောချင်းရဲ့ကျိုးတွေကမရှိသင့်ဘူးလို့ထင်ကြတယ် ဘတ်စကတ်ဘောကိုဘယ်နေရာကနေပဲပြည့်တင်းတင်းဝင်ပါတယ်။ဘတ်စကတ်ဘောဆော့ပြီးတဲ့အချိန်တိုင်းချင်းကိုပြန်ပြေးနေရတာကလည်းအလုံးရှုပ်တယ်။ဒီလိုကိုးချောင်းကုတ်ဘိန်ကိုတက်ဆင်လိုက်မယ်ဆိုရင်တော့ဒီပြဿနာတွေကိုဖြေရှင်းလို့ရသွားပါပြီ။ဘတ်စကတ်ဘောကချင်းထဲဝင်သွားပြီဆိုရင်တော့ခူနာကကုတ်ဘိန်ကိုးချောင်းကဘတ်စကတ်ဘောကိုထိန်းထားပြီးတဖြည်းဖြည်းအောက်ကျသွားမှာပါ။ကျိုးထက်လေပိုကောင်းပြီးအရန်အုံဝင်ပါတယ်။အလားအပြင်စမ်းသပ်ချက်တွေအရာတီထွင်သူတွေကတခြားနာမည်ပေးထားပါသေးတယ်။မစင်းရဲဘူးလို့ခေါ်ပါတယ်။ဒီလန့်ကကောင်းမင်မဲအားနေချက်လေးတွေတော့ရှိပါတယ်။ လူချင်းမင်းတို့ကဘတ်စကတ်ဘောချင်းရဲ့အရေးကြီးဆုံးအချက်ကိုနားမလည်ကြပါဘူး။ပြိုင်ပွဲအချိန်အတွင်းမှာဘောလုံးတေချာပြစ်နိုင်မယ်ဆိုရင်တော့ကိုပေါက်တဲဝင်ပြီးအနိုင်ရမှာပါ။ကိုပေါက်တဲဝင်ပြီးထွက်ချလာတဲ့ဘောလုံးအတန်ကအားကစားသမားတွေအတွက်တော့အရန်ကိုနားထောင်လို့ကောင်းပြီးမိုက်ပါလေ။ကုတ်ဘိန်တွေနဲ့သာလုံးမယ်ဆိုရင်တော့အတန်ကြားရမှာမဟုတ်သလိုမိုက်မှလည်းမဟုတ်ပါဘူး။ဘတ်စကတ်ဘောချင်းရဲ့ကြိုးလေးတွေမရှိဘူးဆိုရင်တော့ကစားသမားတွေအတွက်အထိပ္ပယ်မရှိသလိုဖြစ်သွားမှာပါ။ဒီကဘာလုံးကလူတွေဟာဖောက်ကောင်ဖြစ်ပြောင်းလဲသွားကြပြီးဒီမျိုးသမီးတယောက်ထဲသာအသက်ရှင်ကျန်ရေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲထောင်ပေါင်းများစွာသောဖောက်ကောင်တွေကသူမကိုလမ်းကြားထဲမှာပိတ်ဆို့ထားကြပါလေ။ဒါပေမဲ့ဖောက်ကောင်တွေကလှမ်းပြီးမခေါ်အုပ်ခင်မှာပဲအမျိုးသမီးအားနှလုံးရောဂါရှိသူတယောက်ဖြစ်တာမလို့မြေပြင်ပေါ်သို့လဲကျသွားပါလေ။အစားတုံးကတော့ဒီဖောက်ကောင်တွေကအမျိုးသမီးကိုချက်ချင်းစားကြလိမ့်မယ်လို့ထင်နေရပါ။ဒါပေမဲ့မထင်မှတ်ထားပဲသူတို့ကအမျိုးသမီးကိုစိတ်ပူနေကြပါလေ။ဖောက်ကောင်ဖြစ်ပြောင်းလဲသွားတဲ့ဆရာဝန်တချို့ကလူနာတင်ရင်ခေါ်ပေးနေပါလေ။ဒါပေမဲ့နှမျောဖို့ကောင်းတာကစေဘဆိုင်ရာဝန်ထမ်းတွေအားလုံးကလည်းဖောက်ကောင်ဖြစ်ပြောင်းလဲသွားကြပါပြီ။ အမျိုးသမီးကိုလာပြီးမကယ်နိုင်ကြတော့ပါဘူး။အဲ့ဒီအချိန်မှာပဲဖောက်ကောင်ဖြစ်ပြောင်းလဲသွားတဲ့အဖြူအောင်ဝဲဆောင်တဲ့စေဝန်တန်းတို့ကအမျိုးသမီးတွေအသက်ရှူလန်းကြောင်းအတွက်ပံ့ပိုးမှုလုပ်ပေးနေပါတယ်။ပြီးနောက်ကလူတွေကလည်းအာတင်ထားအာတင်ထားလို့အားပေးနေကြပါတယ်။အဖြူအောင်ဝဲဆောင်တဲ့စေဝန်တန်းရဲ့ကြွမ်းကျင်မှုကြောင့်မကြခင်မှာပဲအမျိုးသမီးကနိုးလာခဲ့ပါတယ်။ဖောက်ကောင်တွေအားလုံးကယူဆိုင်တဲ့မျက်လုံးတွေနဲ့ကြည့်နေကြပါပဲအမျိုးသမီးကတော့မယုံကြည်နိုင်ဖြစ်နေပါတယ်မထင်မှတ်ထားပဲကိုကိုကယ်တင်ခဲ့တဲ့သူတွေကဒီကြောက်စရာကောင်းတဲ့ဖောက်ကောင်တွေပဲဖြစ်နေကြတာပါ အစတုန်းကတော့ပုတ်ကောက်တွေအားလုံးကိုမကောက်ဘူးလို့ထင်ထားခဲ့ပေမယ့်ကြည်ရတာတော့သူတို့ကိုအထင်လွဲခဲ့မိပုံပါပဲအမျိုးသမီးကသူ့ကိုသူလှူရှာမိလိုက်တဲ့အချိန်ကြာမှာပုတ်ကောက်တွေအားလုံးကရုတ်တရက်ဝိုင်းအောင်လာပြီးသူ့ကိုစားတောက်ကြပါတော့တယ်လက်ဆက်တတ်တော့သူတို့ကကြံပါပြီးလက်ဆက်တဲ့လူကိုစားရတာကိုပဲကြိုက်ကြပုံပါပဲ